ပထမဆုံးချန်ပီယံလီဖလားနဲ့အတူဒီယာစီမာဖလားဆောင်သိမ်းပြီးဖလားလေးလုံးချန်ပီယံဖြစ်ခဲ့တဲ့ PSG ဘလုံးလောကမှာအသင်းတွေရဲ့နှစ်ရှည်လာမြအိမ်မက်တွေတကယ်ဖြစ်လာတဲ့အခါပရိသတ်တွေတော့တကယ်ကိုပျော်ရွှင်စရာဖြစ်စီပါတယ်ဒီနေ့မှာတော့ပြင်သစ်ထိတ်တန်းကလပ် PSG တင်းဟာသူရဲ့အသင်းသမိုင်းတစ်ချောက်တစ်ခါမှမရရှိဘူးသေးတဲ့အိမ်မက်ဆန်နဲ့ချန်ပီယံလီဖလားကြီးကိုဆုကူးသွားခဲ့ပါပြီဘလူဝဲမှာ ETD ထိတ်တန်းကလပ် Inter Milan တင်းကိုငါကိုကုန်းဖြစ်ဆိုတဲ့အားအသင့်စရာရလနဲ့အနိုင်ယူခဲ့တာပါဒီပွဲစဉ်က PSG ရဲ့ကြီးမားတဲ့ရည်မှန်းချက်နဲ့ယူနီမြုံနယ်မှုတွေရဲ့ထိုးထက်ရလက်ဖဲလို့ဆိုရမှာပါ PSG တင်းဟာ Inter Milan တင်းကိုတကယ်ကိုတည်တက်လပ်ပါတဲ့ကစားပုံတွေမော်ဆန်နဲ့လက်ကွက်တွေနဲ့နောက်ခေါက်ချခဲ့ပြီး အတားအယာလေးပဲထက်ထက်တင်တဲ့အနိုင်ယူသွားခဲ့တာပါဒီပွဲစဉ်တစ်လျှောက်လုံးမှာ PSG ရဲ့ကစားပုံကတကယ်ကိုစနစ်ကျပြီး Inter Milan ရဲ့ခံစည်းကိုလွယ်တကူထိုးဖောက်နိုင်ခဲ့ပါတယ်အထူးသဖြင့်တိုက်စစ်ပိုင်းရဲ့လင်မြန်မှုနဲ့ဖန်တီးမှုတွေအဆုံးသက်ပိုင်းရဲ့ပြတ်သားမှုတွေက PSG ကိုဒီလိုကိုပြတ်နိုင်ပွဲရရှိအောင်ဦးဆောင်နိုင်ခဲ့တာပါသူပြည့်ရဲ့ကစားသမားတွေဖြစ်တဲ့ Dwan Billy ဒီကညာ ဒူရီနဲ့ကာဗရာစကယ်လီယာအစရှိတဲ့လူငယ်ကျယ်ပွင့်တွေဟာတူချင်းစွမ်းရည်ရောအတင်းလိုက်စူးကြီးမှုမှာပါအင်တာမီလန်ထက်တိတိတသားကိုတာလုံနေခဲ့ပါတယ်။ဘောလုံးပိုက်ဆံမှုမှာလည်း PSG တင်းကအင်တာမီလန်ကိုအသာစီးယူထားနိုင်ခဲ့ပြီးပွဲရဲ့အချိန်ကုန်ကိုစာဆုံးထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။အင်တာမီလန်အတင်းတော့တော့ဒီပွဲမှာကစားကွက်တောင်ပုံဖော်လို့မရတော့အောင်တောင်းတောင်းဖြစ်ခဲ့ရပါတယ်။ချန်ပီယံလိစီမီဖိုင်နယ်မှာစပိန်အင်အားကြီးကလပ်ဘာစီလိုနာလိုအသင်းမျိုးကိုတောင်တန်ပြန်တိုက်စစ်တွေနဲ့အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တဲ့အင်တာမီလန်တို့ဟာ PSG နဲ့တွေ့မှာတော့ဘာမှမတက်နိုင်ခဲ့ပါဘူး။ဘာစီလိုနာကို9-6ဆိုတဲ့ဂိုးပေါင်းများစွာတွင်ပြီးအနိုင်ယူခဲ့တဲ့အင်တာမီလန်ရဲ့တိုက်စစ်ကဒီပွဲမှာဆွမ်းမပြနိုင်ခဲ့ပါဘူး။ ပီအက်ဂျီရဲ့ခန်းစီပိုင်းကအင်တာမီလန်ရဲ့တိုက်စစ်ကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီးအင်တာမီလန်ရဲ့ဒီကြကစားသမားတွေကိုဘောလုံးနဲ့ဝေးကွာအောင်ကစားနိုင်ခဲ့တာလည်းတွေ့ရပါတယ်အင်တာမီလန်ရဲ့နီးပြအင်ဇာဂီကလည်းပွဲရဲ့အခြေအနေကိုပြောင်းလဲနိုင်ဖို့တော်တော်လေးရုန်းကန်ခဲ့ရပြီးသူရဲ့နီးစနစ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေကလည်းလုံးမဖြစ်ခဲ့တာကိုတွေ့ရပါတယ်ပွဲပြီးဆုံးညမှာတော့အင်တာမီလန်ပရိသတ်တွေအတွက်မျှော်လင့်ချက်တွေဂိမ်းပေးခဲ့ပြီးစိတ်ပျက်စရာကောင်းတဲ့ရလဒ်တစ်ခုဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်ချန်ပီယံလီဘလားပီအက်ဂျီတင်းအတွက်နှစ်ပေါင်းများစွာစောင့်မျှော်ကြရတဲ့အိမ်မက်တစ်ခုပါပဲပြင်သစ်လီကအောင်မြင်မှုတွေရရှိခဲ့ပေမဲ့ချန်ပီယံလီမှာတော့ကံမကောင်းစွာနဲ့ပဲလွှဲချော်ခဲ့ရတာတွေ ဘူလူဘက်မှာရှုံးနေခဲ့ရတာတွေရှိခဲ့ပူပါတယ်အခုတော့ဒီရာသီမှာ PSG တင်းဟာ League 1 Champion Coupe de France Champion Plus Champion ပြည်ရွှေ Super Plus နဲ့တမိုင်းဆောက်တစ်ခါမှမရရှိဘူးသေးတဲ့ UEFA Champion League Plus စတဲ့ဖလားလေးလုံးထိစုခိုးထားနိုင်ခဲ့ပါတယ်ဒါကြောင့်ဒီရာသီဟာ PSG တင်းတော်တော်တမိုင်းဝင်ထင်ရှားစေမယ့်ရာသီတစ်ခုဖြစ်ခဲ့ပါတယ်ဒါပြင် PSG တင်းဟာလာမယ့်ဇွန်လမှာကျင်းပမယ့် FIFA Club Cup Plus ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်ရရှိထားပါတယ်ဒီပြိုင်ပွဲမှာကမ္ဘာနဲ့ကထိပ်တီးကလပ်အသင်းတွေနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီး PSG အသင်းတွေနဲ့လက်ရှိခြေစွမ်းကိုစားဆက်လက်ထိန်းထားနိုင်မယ်ဆိုရင် ကလကဘာဖလာပြိုင်ပွဲမှာပါပိုဆွဲသွားနိုင်ခြင်းရှိပါတယ်။တွက်လက်ပြီးထက်မြက်တဲ့လူငယ်ကစားသမားတွေနဲ့စူးစီးထားတဲ့ PSG ဟာဒီနေ့မှပြတ်သားခဲ့တဲ့ခြေစွမ်းအတိုင်းအတာဆက်လက်ကစားနိုင်မယ်ဆိုရင်ဘယ်အသင်းကိုမဆိုသူတို့တဲ့စိန်ကောက်မှုကြီးတစ်ခုဖြစ်လာမှသိကြပါတယ်။ PSG ရဲ့ဒီသမိုင်းဝင်အောင်မြင်မှုကဘောလုံးလောကမှာပါသူတို့ရဲ့နေရာကိုပိုပြီးခိုင်မာစေခဲ့ပါတယ်။ Inter Milan အတွက်တော့စိတ်ပျက်စရာညတညဖြစ်ခဲ့ပေမဲ့ PSG အတွက်တော့ကြိုးစားမှုတွေရဲ့ရလက်ကောင်းကိုပုံဖော်နိုင်ခဲ့တဲ့သမိုင်းဝင်ညတညဖြစ်ခဲ့ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ဒီအောင်မြင်မှုက PSG အတွက်နောက်နှစ်တွင်မှလည်း Champions League Plus အတွက်ဒီကစိန်ခေါ်သူဖြစ်ဆက်လက်ရည်တည်စီမှာပဲဖြစ်ပါတယ်။ဒီမှာ 对对对。<laughs> <laughs>